်မင်္ဂလာပါရှင်ဒီနေ့လေးလာသုံးသပ်မှုမှာတော့တည်င်းတပုတ်ရဲ့နောက်ွယ်ကအကြောင်းအရာလေးကိုနည်းနည်းနည်းဆန်းစစ်ကြည့်ကြပါမယ်ကျမတို့လေးလာထားတဲ့အချက်လက်တွေကမွန်ပြင်းနယ်ပြည်လင်းမြို့နယ်မှာရှိတဲ့ရင်းဝန်တရအမိုင်းခွဲဖြစ်စည်းခံရတဲ့ဖြစ်စဉ်တစ်ခုပါအဲ့ဒီဖြစ်စဉ်ကိုနိုင်ငံရေးဥပဒေရေးရာနဲ့ကိုချင်းတရားရှိထောင်တွေကနေတုံးသက်ထားတာတွေကိုအခြေခံပြီးဆွေးနွေးသွားမှာဖြစ်ပါတယ်ဟုတ်ပါတယ်ခင်ဗျာဒါက concrete တရားတစ်စင်းပျက်စီးထွက်တဲ့ကိစ္စထက်အများကြီးပိုပါတယ် အများပြည်သူထုံးအခြေခံအဆောက်အုံတစ်ခုပျက်စီးထွားတာကလည်းလူအတိုင်းဝိုင်းတစ်ခုလုံးရဲ့စီးပွားရေးလူမှုဘဝနဲ့အနာဂတ်ကိုဘလောက်အထိနက်နက်ချိုင်းချိုင်းထိခိုက်နိုင်တယ်လဲဆိုတာဟူလေလာဖို့အခွင့်အရေးတစ်ခုပါပဲ။ကောင်းပါတယ်။ဒါဆိုရင်အထိခိုက်ဆုံးဖြစ်တဲ့အောက်ခြေပြည်သူတွေရဲ့ဘဝတွေကနေဆက်လိုက်ကြရအောင်။ကျမတို့လေလာထားတဲ့တုံးတက်ချက်ဒီထဲမှာလေဒီတရားကိုလူတို့ရဲ့အသက်တွေကျော်ဆိုတဲ့စကားလုံးနဲ့တင်းစားထားတာတွေ့ရတယ်ရှင်။ဒါတော်တော်လေးပြင်းထန်တဲ့အတုံးလုံးပဲနော်။အင်းဒီအတုံးလုံးကတကယ်ကို trip and fit ပါတယ်။ ။ဘာကြောင့်လဲဆိုတော့လေဒီတရားကပထမကျင့်ဖြစ်စီခံရလေပြီးတော့ပြန်ပြင်းတယ်။ပြန်ပြင်းပြီးသိမကြဟင်နိုဝင်ဘာလ28ရက်နေ့မှာပဲဒုတိယအကျင့်ထပ်ပြီးတော့ဖြစ်စီခံလိုက်ရတာပါ။အော်ဆိုတော့တခါတော့မဟုတ်ဘူးပေါ့နော်။ဟုတ်တယ်။ဒီအချက်ကဘောက်ပြနေလဲဆိုတော့ဒီလောက်ရဟာစည်ရဲရမတော်တဆဖြစ်သွားတာမျိုးထက်အယတ္တဖြစ်သူတဲ့နေ့စဉ်ဘဝကိုတမင်ညီရွေပြီးအခွေအားဖြစ်စေခြင်းတဲ့တဘောကိုပို့ပြီးတော့တက်ရောက်နေတယ်လို့သုံးသပ်ကြတာပေါ့ဗျာ။ဟုတ်ကဲ့ ဒါဆိုရင်အဲ့ဒီအသက်သွေးကြောဖြတ်တောက်သွားခြင်းရဲ့တရိပ်အကျိုးဆက်တွေကဘာတွေဖြစ်မလဲရှင်။အမ်စီဝါရဲ့ပိုင်းကွယ်ရင်ကြည့်ကြအောင်။စီဝါရဲ့ပိုင်းမှာထိခိုက်မှုကချက်ချင်းနဲ့တရိပ်ပါပဲ။ဒီဒေသကတောင်းသူတွေဟာသူတို့ရဲ့ယာတွေပေါ်တည်နံနေဥယျာဉ်ခြံထောက်ကိုဈေးကွက်စီကချင်းမီပို့နိုင်ဖို့ဒီဒေသကိုအ धिक အားထားနေရတာကိုဟုတ်ကဲ့။တရားမရှိတော့တဲ့အခါကွန်စီစီးစင်းမှုကရပ်သွားတယ်။တည်နံနေပုတ်ကုန်ရော။နောက်ဆက်တွဲအနေနဲ့တေယူပို့ဆောင်ရဲ့စိတ်တွေကလည်း အစမတ်တံမြင့်တက်လာတယ်ဆိုတော့အခြေခံစားတော့ကုန်ဈေးနှုန်းတွေပါ လိုက်တက်လာတော့တာပဲဆိုတော့ဒါက single single တက်ရောက်မှုအဲ ripple effect တခုလို့ဖြစ်သွားတာပေါ့နော်တောင်သူတွေကသူတို့ကုန်ကိုမယောင်းရတာကတပိုင်းမြို့ပေါ်ကလူတွေကလည်းဈေးကြီးပေးပြီးဝယ်စားရတာကတပိုင်းအားလုံးကိုထိခိုက်တာပဲတိတိကျကျပါပဲသုံးသက်ချက်တခုမှာတော့ဒီအခြေအနေဟာလက်လုံးလက်စားပြည်သူတွေကိုငတ်မှုခုံပါချင်းစီဖြတ်ဖြည်းဖြည်းတွန်းပို့နေတာနဲ့အတူတူပဲလို့ ပြင်းပြင်းထန်ထန်ကိုဝေဖန်ထားပါတယ်ဗျာဒီလိုစီးပွားရေးကြက်တဲ့မွေးတော့မှကျမ်းမာရေးဆိုင်ရာအကြက်တဲကလည်းကပ်ပါလာမှာတေချာတလို့ပဲနော်ဟုတ်တယ်အတက်ကေရမယ်ကိစာဒီမှာ အချိန်ကရွှေလိုတန်းမှုရှိတာဆိုတော့လမ်းပန်းဆက်သွေးဖြတ်တော့ခွာတာကတော်တော်ဆိုးတဲ့အချိန်နေပဲအရေးပေါ်လူနာတယ်မတော်တဆထက်ခိတ်တန်ရရသူတွေအထူးသဖြင့်မီးဖွားခါနေကိုဝင်ဆောင်မီးဟင်ဒီကိုစေယုံအချိန်မီပူဆောင်ဖို့မဖြစ်နိုင်တော့ခက်ခဲသွားစီတယ်။အင်း လေလာခဲ့တဲ့ဆောင်းဝါးထဲမှာရွှေကြတော်လဲမိုးမလင်းဆိုတဲ့စကားပုံကိုတုံးထားတာတော်တော်ထိမိတယ်ဗျာအသက်တစ်ချောင်းကိုကယ်တင်နိုင်မယ့်အခွေရည်ဒီလမ်းမတိုင်းပျောက်ဆုံးသွားရတဲ့အဖြစ်ဆိုးတွေကို ထောက်ပြနေတာပါကြားရတာတကယ်စိတ်မကောင်းစရာပဲရှင်ဒါဟာစင်ရင်စရာတွေထဲမှာမြင်ရတဲ့ပစ္စည်းမှုမျိုးမဟုတ်ပဲလူအစ်တစ်တက်ဟိတ်သဆိုင်နေတဲ့ခြေခွဲစရာတခုပဲဒါလူမှုဘဝရဲ့တတိယအရေးကြီးတဲ့အပိုင်းဖြစ်တဲ့ပညာရေးကတော့ဘလို့ထိခိုက်နိုင်မှာသလဲရှင်အစားပိုင်းမှာတော့ တရားစင်းတဲ့စာတင်ကြောင်းကတိတ်မဆိုင်ဘူးလို့ထင်ရနိုင်ပြီမယ်တကယ်တမ်းတော့တက်ရိုက်ဆက်ဆက်နေပါတယ်အထူးသဖြင့်ခြေလက်ဒေသတွေမှာတရွာနဲ့တရွာမြို့နဲ့ရွာကိုဆက်တွေ့ပြီးထွားတဲ့တရားတွေဟာចောင်းသားចောင်းသူတွေအတွက်နေ့စဉ်သွာလာရေးရဲ့အဓိက အပိုင်းပိုင်းပဲလေဒီတရားကိုဖျက်ပြီးចောင်းတက်နေရတဲ့ကလေးတွေအတွက်သူတို့ရဲ့ပညာရေးခီလန်းကို ရုတ်တရက်ပိတ်ဆို့လိုက်တယ်လို့ပါပဲ။ ဒါကရေရှည်အခွက်ဒရိုဂျီမာတဲ့ထုံးတဲ့ချက်ပဲ။ဒီနေ့အဆင်မပြေတာထက်အနာဂတ်မျိုးဆက်တစ်ခုလုံးရဲ့အခွင့်အလမ်းကိုဖျက်ဆီးလိုက်တာနဲ့တူနေတယ်။ဟုတ်ကဲ့။ဒီလိုလူဖွေးစည်းဘွားကြီးကြီးမားမားတက်ရောက်မှုတွေရှိနေတဲ့လို့ရမျိုးကိုနိုင်ငံတကာဥပဒေတွေကတော့ဘလို့သတ်မှတ်ထားပါသလဲရှင်။ပဋိပက္ခကျေးမှာတော့လွတ်လွတ်ရတာမရတာဆိုတဲ့စီမင်းစည်းကမ်းတွေရှိမှာပေါ့နော်။ကောင်းတယ်မေခွန်ပါဗျာ။တကယ်တော့နိုင်ငံတကာဥပဒေတွေမှာဒီကိစ္စနဲ့ပတ်သက်ပြီးရှင်းလင်းပြတ်သားတဲ့ဖြတ်သန်းချက်တွေရှိပါတယ်။ အဓိကကတော့ Geneva Conventions နဲ့အဲ့ဒီကနေဆင်းသက်လာတဲ့နိုင်ငံတကာလူထားချင်းစာနာမှုဆိုင်ရာဥပဒေ IHL ပါပဲ IHL ရဲ့အခြေခံရာဆုံးမူတတ်တတစ်ခုကခွဲခြားသိမြင်ခြင်းပါ Oh ခွဲခြားသိမြင်ခြင်းဟုတ်ပါတယ်ဆိုလိုတာက တိုက်ခိုက်သူတွေဟာတိုက်ခိုက်ရေးသမား Combatants နဲ့အယတာ Civilians တွေကို ခွဲခြားရမယ်ပြီးတော့စစ်ရေးပြမှတ် Military Objectives နဲ့အယတပြမတ် civilian objects တွေကိုလည်းခွဲခြားရမယ်။ဆိုတော့ရင်းအောင်တန်တားလို့အယတပါးတွေနေစဉ်သုံးနေတဲ့တန်တားဟာ civilian object အောက်မှာရောက်သွားတဲ့အတွက်သူ့ကိုတိုက်ခိုက်တာဟာအဲ့ဒီခွဲခြားသိမြင်ခြင်းမူကိုတိုက်ရိုက်ချိုးဖောက်ရာရောက်တယ်ဆိုတဲ့သဘောလားရှင်။အတိရပါပဲ။သုံးသက်ချက်တွေရဲ့ယွတ်တီကအဲ့လာပါပဲ။ဒီတန်တားဟာစစ်စခန်းမဟုတ်ဘူး။စစ်ရဲကတိုက်ရိုက်အသုံးချနေတာမျိုးလည်းမဟုတ်ဘဲပြည်စုအသက်သွေးရောတတ်တတ်တာဖြစ်တဲ့အတွက် ဒါကိုဖျက်ဆီးခြင်းဟာ IHL ကိုပြောင်းပြောင်းတင်းတင်းချိုးဖောက်တာဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင် နောက်ထပ်ဥပဒေရှုထောင့်တစ်ခုချပါသေးတယ်။အော်ဟုတ်ကဲ့။စိတ်ဝင်စားစရာပဲ။ဘာများဖြစ်မလဲရှင်။ဒါတော့အခြေခံလူ့အခွင့်အရေးနဲ့သက်ဆိုင်ပါတယ်ခင်ဗျာ။ကုလသမဂ္ဂရဲ့အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြီးညာစာတမ်းအပိုက်73မှာလူတိုင်းဟာမိမိနိုင်ငံအတွင်းလွတ်လပ်စွာသွားလာခွင့်နဲ့နေထိုင်ခွင့် freedom of movement ရှိတယ်လို့မြင်ရှင်းထားတယ်။တရောက်ကိုဖျက်ဆီးလိုက်တာဟာ ြည်သူတွေရဲ့အဲ့ဒီအခြေခံအခွင့်အရေးကိုအကြမ်းဖက်နီလန်နဲ့တားဆီးပိတ်ပင်လိုက်တာပဲလို့တုံ့တထားပါဗျ။နိုင်ငံတကာတိုင်းဝိုင်းရဲ့အမြင်ပါရော။နိုင်ငံတကာတိုင်းဝိုင်းရဲ့အမြင်ပါလေ။အယသားတွေကိုဒမင်ဒုက္ခရောက်စေဖို့ရည်ရွယ်ပြီးအခြေခံဆောက်ကောင်တွေကိုဖျက်ဆီးတာကိုအကြမ်းဖက်မှု terrorism တရူပအဖြစ်ရှုတ်ချလေရှိပါတယ် ဒီတော့ဥပဒေရှုထောင့်ကကြီးရင်ဒီကိစ္စဟာမိခိုးရောင်နေမြန်မာမရှိပဲနိုင်ငံတကာစံနှုန်းတွေကိုရှင်းရှင်းလင်းလင်းချိုးဖောက်တဲ့လွတ်ရအဖြစ်သတ်မှတ်ခံရနိုင်တယ်ဆိုတဲ့သဘောပါပဲဟုတ်ကဲ့ဥပဒေအရဒီလောက်ရှင်းနေရတာနဲ့ဗျားစောက်ဒီလိုလွတ်ရမျိုးနေဆက်ဖြစ်နေရတယ်ဆိုတဲ့မိခိုးကနိုင်ငံရေးဘက်ကိုရောက်သွားစေတယ်နော်လိလာထားတဲ့အချက်လက်တွေကဒီလွတ်ရနောက်ကွယ်ကနိုင်ငံရေးတွက်ချက်မှုတွေကိုဘလို့တုံးတက်ထားပါတလဲရှင်တိဆောက်ချင်းတဲ့ဖြစ်စီချင်းကြားကအပြိုင်မှုတစ်ခုကိုထောက်ပြထားတာတွေ့ရတယ်ဟုတ်ပါတယ် နိုင်ငံရေးပိုင်းတုံးတက်ချက်ကတော်တော်လေးဆူးရှာပါတယ်ပထမချက်ကတော့ဒီမိုကရေစီရဲ့အနစ်တာရနဲ့ဒီလိုရဟာဘလောက်အထိစံကျင်ဘက်ဖြစ်လေတလဲဆိုတာပါပဲဒီမိုကရေစီစနစ်ရဲ့အခြေခံဟာပြည်သူ့ဘဝကိုတိုးတက်အောင်တည်ဆောက်ခြင်း nation building ဖြစ်တယ်လေလမ်းတွေတံတားတွေကျောင်းတွေစီးရုံတွေစောက်တာဟာတိုင်းပြည်ကိုအဖြူသဘိုးဆောင်တဲ့တည်ဆောက်မှုတွေပါဟုတ်ကဲ့မြားပြည်သူပိုင်ပစ္စည်းကိုဖျက်ဆီးတာကတော့အဲ့ဒီအတွေ့အကြုံရဲ့စံကျင်ဘက်ဖြစ်တယ် အာနာရှင်စံရဲ့အဖြတ်လို့ရလို့တတ်မှတ်ထားတယ်။ဒါကတော်လေးအာဂုံရဲ့ယူတိတခုပဲ။ဒီလို့ရကိုလောက်ရတူဟာဘလို့ပဲကြွေးကြောင်နေပါစေ။သူတို့ရဲ့လောက်ရကိုလိုင်းကသူတို့ဟာတိဆောက်သူမဟုတ်ပဲဖျက်ဆီးသူဖြစ်ကြောင်တတ်သိပြနေတယ်ဆိုတဲ့သဘောပဲနော်။မှန်ပါတယ်။ပြီးတော့ဒုတိယအချက်ကပြည်သူစံတာကိုစော်ကားခြင်းလို့ခေါင်းစဉ်တက်ထားတယ်။ဒီတတာကိုဘသူပိုက်ချင်ငယ်စောက်ခဲတာလဲ။ပြည်သူတွေရဲ့အခုံးငွေပြည်သူပနာနဲ့တိဆောက်ထားတာပါ။ဒါကြောင့်ဒီတတာကိုဖျက်ဆီးတာဟာ ပြည်သူချွေးနေစာကိုမိရှုပ်ဖြစ်စီလိုက်တာနဲ့အတူတူပဲပြည်သူကိုစော်ကားတာပဲလို့ဆိုထားတယ်။음တုံးတက်ချက်တစ်ခုမှတုံးထားတဲ့စကားကတိုင်းပြည်ကိုချစ်တယ်ပြည်သူကိုလိုလားတယ်လို့ဘားဆက်ကပြောနေပေမဲ့လက်တွေ့လောက်ရက်ကတိုင်းပြည်ကိုပြားပုံပွားရောက်အောင်ပြည်သူကိုဒုက္ခပင်လဲဝေအောင်လုပ်နေတယ်ဆိုပြီးထုတ်ပြထားတယ်ဗျာ။လာဆိုရင်အဲ့ဒီလိုလုံရတဲ့နောက်ွယ်ကရည်လွယ်ချက်ကဘာဖြစ်နိုင်မလဲရှင်။ရဲတော်မှာပြည်သူကိုဒုက္ခပေးတာကလွဲလို့ရေရှင်မှာဘာကိုမျောလင့်ပြီးလောက်ကြတာလဲ သုံးတစ်ချက်တွေကဒီအပေါ်မှာဘလို့ကောက်ချက်ဆွဲထားမှာလဲကောက်ချက်ဆွဲထားတာကတော့တော်တော်လေးစိုးရင်ဆရာကောင်းပါတယ်ဗျဒီလိုလောက်ရက်တွေရဲ့အဓိကရည်ရွယ်ချက်ဟာတိုင်းပြည်ရဲ့အုပ်ချုပ်ရေးစီးပွားရေးလူမှုရေးရန်တရာတွေကိုလုံးဝရပ်တန့်သွားစေပြီးမအောင်မြင်သောနိုင်ငံ fail state အဖြစ်ကိုတွန်းပို့ဖို့ပဲဖြစ်တယ်လို့ဆိုပါတယ်အော်တချိန်ခဲမှာပဲပီတူလူလူကိုအကြောက်တရောက်လွိုင်းမိုးစေပြီးဘယ်တော့မှမယုံကြည်ရတဲ့ ဘယ်နေရာမှမလုံခြုံဘူးဆိုတဲ့စိတ်တက်ကိုတွင်းပေးဖို့ကြံစီတာဖြစ်တယ်လို့တွန်းတက်ထားတယ်။အဆုံးစုံမှာတော့ရှင်းလင်းတဲ့ယွတ်တီတစ်ခုကိုတင်ပြထားတယ်။အဲ့ဒါကတော့တိုင်းပြည်ဒုတက်ချင်းတူကတတားဆောက်တယ်။တိုင်းပြည်ပျက်စီးစေချင်းတူကတတားဖြစ်တယ်ဆိုတာပါပဲ။နိုင်ငံရေးဥပဒေရေးရာရှုထောင့်တဲ့ကနေ့တွန်းဆက်ပြီးတဲ့နောက်မှာကျမတို့လစ်လာထားတဲ့အချက်အလက်တွေက လုံးဝရှုထောင်မတူတဲ့ဘာသာရေးနဲ့ကိုကျင့်တရားရှုထောင်အထူးသဖြင့်ဘုရားအဆုံးအမတွေနဲ့ချစ်ဆက်သုံးသပ်ထားတာကိုတွေ့ရတယ်။ဒါကတော့နေထူးခြားပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ချင်းကပ်မှုပဲ။ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုနဲ့နေစိတ်ပိုင်းဆိုင်ရာကိုကျင့်တရားပိုင်းဆိုင်ရာသုံးသပ်ချက်အထိရောက်သွားတာပေါ့။ဟုတ်ပါတယ်။ဒီချင်းကပ်မှုကလောရက်တစ်ခုရဲ့အကျိုးဆက်ကိုအချိန်ကာလပိုကျေပြန့်တဲ့ပုံတွေကနေကြည့်မြင်စေပါတယ်။အဓိကပြောထားတဲ့အချက်ကတော့ကံကံဤအကျိုး နိယာမတရားပါပဲဘုရားဆုံးမအရကောင်းမှုပြုရင်ကောင်းကျိုးခံစားရမယ်မကောင်းမှုပြုရင်မကောင်းကျိုးခံစားရမယ်ဆိုတဲ့သဘောဝတရားဘသူမှရှောင်လွဲလို့မရဘူးလို့ဆိုတယ်ဟုတ်ကဲ့ရှင်အများပြည်သူသုံးတရတို့ဖြစ်စည်းခြင်းဟာလူတယောက်နှစ်ယောက်ကိုဒုက္ခပေးတာမဟုတ်ပဲလူပေါင်းများစွာကိုဒုက္ခပေးနေဝေစေတဲ့ဘက်ဒါဟာမဟာအကုသို့ဖြစ်တယ်လို့သုံးထားတယ်မဟာအကုသို့ဆိုတဲ့အသုံးလုံးကတိတ်ကိုအားကောင်းပါတယ်ရှင် ဒီအကုသိုလ်ကံဟာပြုလုပ်သူစီကိုဘလို့ပြန် တက်ရောက်နိုင်တယ်လို့ဆိုထားပါသလဲပိုက်တင်တန်လို့ပါပဲကိုပြုလိုက်တဲ့ကံဟာကိုစီကိုမူချပြန်လာနိုင်မယ်လို့ဆိုထားတယ်ဒီဆိုကို ပို့ပြီးခိုင်းမအောင်တရကနှစ်ခုနဲ့ရှင်းပြထားတယ်ဗျာပထမတစ်ခုကဘုဒ္ဓဘာသာဝင်နဲ့ယဉ်လိပိသဖြစ်တဲ့ရှင်တေဝတ္တရဲ့ဇတ်တော်ပါဟုတ်ကဲ့ရှင်တေဝတ္တဇတ်တော်ဟုတ်ပါတယ်ရှင်တေဝတ္တကဖျားရှင်ကိုလှုပ်ချန်ဖို့ကြောင်းမုံးစင်တာ ထံကတင်ခွဲတာလို့အဖြစ်လောက်ရတဲ့လုတ်ခဲ့ပြီးမြန်နောက်ဆုံးမှာတော့သူ့ရဲ့မကောင်းမှုကံကသူ့ကိုပြန်လွှမ်းမှုပြီးမြေးမြူခံရကအဝိစီငရဲကိုရောက်ခဲ့ရတဲ့ဆိုတာကိုဥမပေးထားတယ်။ဒုတိယတာရကကရောရှင်ဒုတိယတာရကကတော့ဓမ္မပဒပါပါဝါခမလာတဲ့တရားတော်တစ်ခုပါ။လေညာတို့ဖြစ်လိုက်သောဖုံမှုန့်သည်ပြစ်တုထံသို့သာ ပြန်လဲကျရောက်တကယ်သော အပြစ်မရှိသူကိုပြစ်မှားသူထံသို့ထိုမကောင်းမှုသည်ပြန်လဲတက်ရောက်စမြဲဖြစ်သည်ဆိုတဲ့ ကာထာကိုကုတ်ကတ်ထားတယ်။음ဒီအစိုးမာတွေကနေအဆင့်ပြောင်းနေတဲ့အထီကအချက်ကတော့လောကရဲ့တိုင်းမှာတာဝန်ယူမှုတာဝန်ခံမှုဆိုတာရှိတယ်။လောကတဘာဝတရားရဲ့တုံ့ပြန်မှုကိုဘယ်သူမှရှောင်လွှဲနိုင်မှာမဟုတ်ဘူးဆိုတဲ့သတိပေးချက်ပါပဲ။ဒီဓမ္မရှုထောင့်ရဲ့ဤကုန်းချုပ်မှာခိတ္တသမိုင်းမြင်နဲ့ချိဆက်ပြီးအဆုံးတတ်ထားတာကလည်းအလင်းနဲ့စဉ်းစားစရာပဲနော်။သမိုင်းကတော့ဒီလိုလောက်ရတဲ့ကိုဘလို့တရားစီရင်လိရှိပါတယ်။ အဲ့ဒီအချက်ကအဆုံးသက်ကိုပိုပြီးအားကောင်းသွားစေပါတယ်။တမိုင်မှာအချံဖတ်နီလန်းတွေအဖြတ်လူရတွင်တဲ့အောင်မြင်မှုရယူခဲ့သူတွေဟာပရမတ်တွေကောင်အဖြစ်တမိုင်မတွင်ခဲ့ဘူး။သူတို့ကိုလူတွေကလမ်းဖြဲတရားဖြဲတမ်းပိဖြဲဘူးများအဖြစ်သာကံပိတင်ကြံရစေလိမ့်မယ်လို့ဆိုထားပါတယ်။ဒါဟာလူရတွင်ရဲ့ရေရှည်အကျူးဆန်တဲ့တမိုင်ရဲ့တရားစီရင်မှုကိုမိပေါင်းထုတ်ပြလိုက်တာပဲဖြစ်ပါတယ်။ဒီတော့ဒီနေ့ကျမတို့ဆွေးနွေးခဲ့တာတွေကိုပြန်ခြုံငုံကြည့်အောင်ရှင် မွန်ကီနယ်ကရင်းုံတာ ပြစ်ဆွေးပါတဲ့ဖြစ်စဉ်လေးတစ်ခုကနေစပြီးလူဖွဲ့စည်းနိုင်ငံတကာဥပဒေနိုင်ငံရေးသဘောတရားနဲ့ကိုချင်းတရားအထိချဲပြက်နေတဲ့ရောက်မှုတွေကိုဆန်းစစ်ခဲ့ကြတယ်။အဓိကတွေ့ရတဲ့အားပြိုင်မှုကတော့ရာရာကိုတိဆောက်လို့တဲ့အဖြုတ်သဘောဆောင်တဲ့စိတ်တက်နဲ့အရာရာကိုဖျက်ဆီးလို့တဲ့အဖြတ်သဘောဆောင်တဲ့စိတ်တက်ကြကပฏิပခပဲဖြစ်ပုံရပါတယ်နော်။ဟုတ်ပါဗျ။ ျွန်တော်တို့လေ့လာခဲ့တဲ့သုံးသပ်ချက်တည်းရဲ့အဓိကအဆိုအရတော့ဒီလိုလုပ်ချက်ဟာလူသားချင်းစာနာမှုဥပဒေဒီမိုကရေစီနဲ့ကိုကျင့်တရားစတဲ့ရှုထောင့်အားလုံးကနေဘလို့မှကာကွယ်ပြောဆိုလို့မရတဲ့လုပ်ရဖြစ်တယ်ဆိုတာပါပဲရင်းဝန်တာဖြစ်စဉ်ကိုဥပမာတစ်ခုအနေနဲ့သုံးပြီးတိုးတက်မှုကိုလိုလားတဲ့အင်အားစုနဲ့စုပ်ယုံမှုကိုလိုလားတဲ့အင်အားစုတွေကြားကပိုကြီးမားတဲ့ပဋိပက္ခကို ပုံဖော်ထားတာပါ နောက်ဆုံးမှာတော့ ြုလုပ်သူတွေဟာသူတို့ရဲ့လုပ်ရအတွက်တနေ့မှာတနည်းမဟုတ်တနည်းတာဝန်ယူရလိမ့်မယ်ဆိုတဲ့လေးနဲ့တတိပေးချက်နဲ့အဆုံးတတ်ထားပါတယ်ဟုတ်ကဲ့ဒီသုံးသက်ချက်ဒီအလုံးမလောအခြေခံအဆောင်ကိုဖြတ်စည်းခြင်းရဲ့အစိုးကြိုးတွေကိုပဲအဓိကထားအာယုံစိုက်ထားတာကိုတွေ့ရပါတယ်ရှင်ဒါကကျမတို့ကိုနောက်ဆက်တွဲစဉ်းစားစရာမင်းဟိုတစ်ခုမေးစီတယ်ဒါကလို့နားထောင်သူတွေဆက်ပြီးတွေးတော့ကြည့်ပေါ်ပါပဋိပက္ခတိုင်းမှာအယတတုံအခြေခံအဆောင်တွေကိုဖြစ်မှတ်ထားခြင်းဟာတချို့ဖက်စည်းတွေအတွက်မလဲမရှောင်တာတဲ့မဟာပြူရာမြုပ်ရွေးချယ်မှုတစ်ခုကိုဖြစ် ရှုမြင်နိုင်တဲ့အခြေအနေမျိုးတော့လုံးဝမရှိနိုင်ဘူးလားရှင့်ဒါကတော်တော်လေးအရေးကြီးတဲ့မေးခွန်းပါပဲတကယ်လို့အဲ့ဒီလိုမဟာဗျူရာမြောက်လိုအပ်ချက်ဆိုတဲ့အကြောင်းပြချက်ချိခဲ့ရင်တော့ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့သုံးသပ်ချက်ဒီမှာဖော်ပြထားတဲ့တာမန်ပီသူရရဲ့ကြီးမားပြီးချက်ချင်းလက်ငင်းခံစားရတဲ့စိရဒုက္ခတွေအသက်ပေါ်မြောက်စွာတဲ့အန်ဒီရီနဲ့ဘလူးချင်းထူဆုံးဖြစ်ကြမလဲအဲ့ဒီကိုချင်းတရားဆိုင်ရာချင်းခွင့်ရတော့ဘယ်ပฏิပက္ခမှမဆို အပြေရှာရအလွန်ခတ်တဲ့မိခွန်းတစ်ခုဖြစ်ကြံရှိနေအောင်ပါပဲခင်ဗျာ။